အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဆရာတို့ဒီကြက်ရှိကက်အကြောင်းလေးကိုဒါမျှဝေပေးခြင်းနဲ့ပေါ့နော်ဟိုကြက်ရှိကက်ကဘယ်နေရာမှာပါမလဲဆိုတော့ဒီဥကောင်းလန်းနဲ့နှလုံးလန်းကြမှာအများဆုံးတွေ့ရတဲ့ကြက်ရှိကက်ပေါ့နော်ဒီလိုကြက်ရှိကက်ပါပြီဆိုရင်ကိုအဓိကနေလည်းဘာတွေသို့လည်းဘာတွေကောင်းလဲဆိုတာကိုသိထားဖို့လိုအပ်တယ်ပေါ့နော်အဓိကဆရာတို့ပြောချင်တာကတော့ဒီကြက်ရှိကက်ရဲ့သဘောတရားရဲ့အကျိုးပေါ့နော်ဟိုအကောင်းဆုံးပေါ့နော်အဲကြက်ရှိကက်ကဘာကိုအဓိကပြရလဲဆိုတော့သူကစိတ်စည်နာအရင်ကောင်းတဲ့သူဖြစ်တယ်ပေါ့နော်စိတ်မြစ်တာစည်နာကောင်းတယ် တို့ရဲ့ဆုံးဖြတ်မှုတွေကတော့ဘဝမှာတို့ကမြန်တက်တယ်ပေါ့နော်သီးခံနိုင်မှုလည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်အာသီးခံတဲ့စိတ်ကိုတို့ကမွေးနိုင်တယ်ပေါ့နော်အဓိကအနေနဲ့တို့ရဲ့ဒီကြက်ရှိခဲ့သဘောတရားကပေါ့နော်ဘဝမှာတို့ကစိတ်ညစ်စရာလေးတွေကိုရင်ဆိုင်ရတတ်တယ်ဘဝမှာဆုံးဆုံးစရာလေးတွေဖြစ်များတတ်တယ်ပေါ့နော်လူရင်းခံနိုင်တယ်ဒါလေးတွေကိုသတိပြုပါစိတ်ပင်ပန်းလူပင်ပန်းတို့ဘဝမှာအများဆုံးဖြစ်စေနိုင်တယ်ပြောရမစလို့စိတ်ပင်ပန်းနိုင်တယ်စိတ်ညစ်စရာလေးတွေစိတ်တော့ကလေးတွေဘဝမှာကြုံရမယ်လို့အဓိကပြတယ်ပေါ့နော် အဓိကကတော့သူတို့ရဲ့ဘဝတစ်ချောင်းလုံးမှာအလိုလူလင်ခံရတာလေလူညာခံရတာတွေကိုအများဆုံးဖြစ်စေနိုင်တယ်ကျင့်နိုင်တယ်လို့ပြရတယ်အဲ့တော့ဒီလိုချက်ရှိကပါပြီဆိုရင်ကိုကဘာကိုပို့ပြီးအပြုတ်ရမလဲဆိုတော့ဘာသာရေးကိုပို့လို့ရမယ်ဟလာကိုယုံကြည်မှုအပိုင်းကိုပို့ပြီးများများလုပ်ပြီးပို့လိုအပ်တယ်အလူတန်းတွေအလူဒါနတွေကုသိုလ်တရားတွေပေါ့နော်ဒီအကြောင်းအရာတွေပတ်သက်ပြီးများများလုပ်မယ်ဆိုရင်သူကဒီကိုရဲ့ဒီကိုစိတ်ထဲမှာဖြစ်နေတဲ့အရာတွေဟလာ ဘဝမှာဒီအားနေတဲ့အရာတွေကအားသာနေတယ်လို့တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါ